အဲ့လိုမျိုးကကြင့်ယူလို့ရတယ်ဆိုတာဆရာကဒီထဲမှာတည်တည်ချာချာတိတိလင်းလင်းရေးထားတာမကျင်နာတတ်နည်းနည်းတော့ကျင်နာတတ်တဲ့သူတို့တော့များများကျင်နာတတ်လာအောင်ကိုကျိုးကိုနည်းနည်းလေးတော့စွန့်ကျင်တဲ့သူ ကိုအသက်ကိုတော့မပေးနိုင်ဘူးပေါ့နော်။ဒါပေမဲ့လည်းအဲ့လိုကိုကျိုးလေးနည်းနည်းကို့မှာရှိတဲ့တရားရှိရင်ငကိုရောက30လောက်ဖဲ့ပေးခြင်းနဲ့အတူဒီ15လောက်ဖဲ့ပေးဖို့ကိုကိုကိုပြန်ပြီးတော့ကျင့်ယူပါမှာပေါ့နော်။အဲ့လိုမျိုးကျင့်ယူလို့ရတယ်။အဲ့လိုကျင့်ကြစုဆိုတဲ့အတိတ်ပဲနဲ့ဆရာကအဲ့ဒီလိုရေးထားတာ။အဲ့ဒီစာအုပ်ကလေးကိုဖတ်တဲ့အခါမှာကျမဒီကိုကိုကိုနည်းနည်းလေးတီးတဲ့ပို့ပြီးတော့သူ့စရိတာဖြစ်ဖို့ပေါ့နော်။ကျမမှာဆိုတဲ့ ချက်တွေအများကြီးရှိမှာပေါ့သူများတော့ပဲပြောမလဲเนาะကိုကိုကိုဟိုတစ်ခါတစ်ခါကြက်တော့လဲပြန်ပြီးတော့ကိုကိုကို ပြန်ပြီးတော့ထိ ंछ ို့ယူရတာမျိုးเนาะမက်တွိန်ပြောဘူးတဲ့စကားလုံးရှိတယ်မဟုတ်လားလူကျွန်မတောင်ဝိထုတစ်ခုထဲမှာဟိုအညွှန်းလေးဖြစ်နေထည့်ရထားသေးတယ်လူတယောက်ချင်းလူတယောက်ချင်းဒီလဒဇင်းစီဖြစ်တယ်တဲ့လဆိုဒီမှာရှေ့မှာဒီလိုလင်းတဲ့အပိုင်းနေရဲ့အလင်းရောင်ကြောင့် လေးနဲ့အပိုင်းရှိတော့လေနေဘက်ကမရောက်ခဲနဲ့ကွယ်နေတဲ့အပိုင်းဒီအမောင်ချမ်းဖြစ်တယ်လူတယောက်ဒီအမြဲတမ်းရှေ့အလင်းချမ်းကြီးရှိတာမဟုတ်ဘူးအမောင်ချမ်းလည်းရှိတယ်အဲ့ဒီအမောင်ချမ်းဒီလူအပြင်သူမမြင်အောင်မမြင်ရဘဲနဲ့တင့်ရင်းနေတဲ့သူကတော့နည်းနည်းလေးသတိထားမိတာပေါ့နော်အဲ့တော့အဲ့ဒီအမောင်ချမ်းဒီဆိုးဝါးတဲ့ evil လို့ခေါ်တော့ဆိုးယုတ်မှုအမောင်ချမ်းလည်းဖြစ်ရှင်ဖြစ်နေနိုင်တာပဲကျမတို့လူတယောက်မှာကောင်းစိတ်နဲ့ဆိုးစိတ်နဲ့ တွန်တွဲနေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့သူ့မှာအားငယ်စိတ်တွေလူမသိအောင်ဖုံးထားရတဲ့ဒီအားငယ်စိတ်ဟူသောအမှောင်ကျမ်းလည်းဖြစ်နိုင်တာပဲမနာလိုဝန်တိုခြင်းဆိုတော့အမှောင်ကျမ်းလည်းဖြစ်နိုင်တာပဲအဲ့တော့ဒါပေမဲ့လည်းဒီကိုကိုကိုပြန်ပြီးတော့ကျတော့ဆင်ကျင်နိုင်တဲ့သူဆင်ကျင်ကျင်တဲ့သူကအမှောင်ကျမ်းလေးနဲနဲ့မြန်နဲပြီးတော့အလင်းကျမ်းလေးများနဲ့မြန်လမ်းများလာအောင်လှုပ်နိုင်ရင်လဲဒါကျမတို့အတွက်ဟိုတုစရိတာတဲ့ဝင်သွားမှာပဲပေါ့နော်ကျမကျမရဲ့အတွေးပါကျမတွေးကြည့်တာဆိုတော့ နံပါတ်၁ချက်ကိုကျွန်မပြောပြပါပြီ။ဆရာကတော့ပြောတဲ့အတိုင်းစာဖတ်သူတွေဖြစ်ရမယ်။အော်စာဖတ်သူတွေဖြစ်ရမယ်ဆိုတော့ဆရာအဲ့ထဲထဲမှာ